ဗီဒီယိုဆိုင်နေဆိုင်အခွင့်မစင်စားနေရဆိုရင်ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်ပြပါဗျာတကယ်တော့ဗျာကျွန်တော်ကမေးခွန်းတစ်ခုဖြေပေးချင်တာပါညီမတို့ဘက်မှာတဲ့ဗင်းလေးဆိုင်မရှိသေးတော့တဲ့ဆိုင်လေးဖွင့်နေတာဘယ်လိုစရမလဲမသိဘူးအကြံလေးပေးပေးပါအောင်ရှင်းတယ်ဒီမေးခွန်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိနာနေတယ်လို့ညွှန်ပြပါမယ်အဝမီလာဘောစီစီနဲ့ပြန်လဲကြိုးဆိုလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့မာကတ်တင်ဘက်ကိုတိုးတက်အောင်ပုံပြပေးနေတဲ့အောင်ကုန်ဖြစ်ပါတယ်။ဒီလုံဆိုင်ဒီဇိုင်းပြင်တော့မယ်လို့စဉ်းစားလိုက်တဲ့အချိန်မှာ ပထမအဆုံးနံပါတ်1စဉ်းစားရမှာကဘသူ့ကိုရောင်းမလဲဆိုတာပါဒီနေ့ခင်မှာဖေတော့ဝတ်တဲ့လူတွေပုံစံတွေမတူဘူးပေါ့နော်တချို့ကပေါ်ပေါ်ပဲပဲဝတ်တဲ့လူရှိတယ်တချို့ကကြတော့ brand တွေကိုပဲဘေးလုံးထဲကပြန်ရွေးပြီးတော့ဝတ်တဲ့လူတွေရှိတယ်အဲလိုမျိုးဖြစ်တဲ့အကြောင်းလို့ကိုကဘလို့လူအဓိကရောင်းနေတာလဲပေါ့နော်ပြောချင်တာကဈေးတတတတနဲ့ပေါ့ပပဝတ်ကိုဝင်ဝင်တိဝင်ဝင်နဲ့လူတန်းစားကိုဥတီတဲ့ဘေးလုံးမျိုးရောင်းနေတာလားဒါမှမဟုတ်ဖဲနဲ့ အတိုင်းအတာတစ်ခုအထိတုံးပြီးတော့ brand တွေကိုပဲရှာဝတ်တဲ့မျိုးတွေကိုရောင်းမြင်တာပါအဲ့ဒီနှစ်ခုကိုကျွန်တော်တို့အကြံဉာဏ်အရင်ဆုံးစဉ်းစားရပါလိမ့်မယ်ဒုတိယတစ်ချက်ကကြတော့အထုပ်ဖောက်မလားကောင်းတယ်ရွေးရောင်းမလားလက်ရှိအနေအထားအရကျွန်တော်သိတလောက်တော့အထုပ်ဖောက်ဖို့နည်းနည်းအခက်အခဲရှိရဲ့ဘာလို့လဲဆိုတော့အထုပ်တွေဝင်လာလဲနည်းနည်းလေးကြက်နေတယ်ပေါ့နော် ရောက်လာတဲ့အလုံးတွေကလည်းပို့နေကြလို့ရှိရင်ဂျင်းလုံးတွေများတယ်ပြန်ပြီးတော့ remake တွေပေါ့ဒီ local မှာ remake လုပ်တာလားတနည်းအားမှာဆက်မွဲပေါ့ remake လုပ်တာလားတော့မသိဘူးအဲ့လိုမျိုး remake တွေများတယ်အတိတ်ပြီးတော့မှန်ကျင်တဲ့နှမ်းထွက်မကြိုက်ဘူးပေါ့နောက်တစ်ခုကတော့အထုပ်ဖောက်ဖို့အတွက်ကအတွေ့အကြုံတွေလိုသေးတယ်ဘယ်အထုပ်တွေကမှဘလို့ဟာတွေပါတယ်ဘယ်အထုပ်တွေကဘလို့ကောင်းတယ်ဆိုရင်အတွေ့အကြုံတွေလိုသေးတယ်ပထမဆုံးလောက်ဆာမှာတော့ကျွန်တော်အမြင်အရဆိုရင်တော့အထုပ်ဖောက်တာတဲ့ အထည်တန်းတန်းခေါင်းတွေကိုပဲရွေးပြီးတော့ယူပြီးတော့ရောင်းလာတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်အဲတတိယတစ်ချက်ကကြတော့ဒီထိုင်နဲ့ပတ်သက်ပြီးတော့ဘလောက်အလုံးရှုပ်ခံနိုင်လဲဆိုတဲ့အပိုင်းပေါ့နော် အဲ့ဒါတော်လေးအရေးကြီးတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘေးနှုတ်ဖြစ်တဲ့အကြောင်းမလို့ခေါင်းတွေပဲဖြစ်ဖြစ်အထုပ်ပဲဖောက်ဖြစ်ဖောက်ဖောက်သူ့ကိုပြန်ပြီးတော့ဟိုတန့်ရှင်းရတာရှော့ရတာပို့ရတာမြို့ဖို့တဲ့ clean နေလို့ရဒီအဆင့်ပိုင်းလေးတော့ရှိရဲအဲ့ဒါကိုကျွန်တော်တို့ကအဲကုန်ကြစီကိုယ့်ဟာကိုရှော့မယ်ဆိုတော့ blouse ရှိမယ်ဒါဟုတ်ပဲနဲ့ကျွန်တော်တို့ပင်မင်းအပ်မယ်ဆိုတော့ blouse ရှိမယ်ဒါမျိုးလေးတွေတော့ကျွန်တော်တို့ဒီချက်လေးထည့်ပြီးတော့စဉ်းစားရမယ်ဒါကတော့ကျွန်တော်တို့စဉ်းစားရမယ်အပိုင်း၃ပိုင်းပေါ့နော်အဲ့ဒါပြီးသွားရင်တော့ရောင်းမဲ့အပိုင်းကိုစဉ်းစားတဲ့အခါကျတော့ရှိရင်ကျွန်တော်တို့က အမြင်ပြမှာကိုကဆိုင်ထုတ်ပြီးတော့ရောင်းပါလားဓမ္မမွန်နဲ့ online ကနေရောင်းပါလားဆိုတော့ဆက်ပြီးတော့စဉ်းစားရမယ်။အမြင်ပြမှာပဲဖြစ်ဖြစ် online ကပဲဖြစ်ဖြစ်တေချာတာကတော့ online ကတော့ဖြစ်မနေအဲတုံးအောင်ပေါ့နော်ဒီခေတ်ကြီးမှာ online မတုံးတဲ့လူဆိုတာရှားတော့ရတော့ online မှာမှာ Facebook နဲ့ TikTok နဲ့နှစ်ခုအရမဖြစ်မနေတော့ online ကပဲစပြီးတော့ရောင်းကိုကနေရာရှိရဆိုရင် အဲလာကြည့်အောင်လောက်ပေါ့ warehouse ပုံစံမျိုးပေါ့ silo ခင်းထားတာတော့မဟုတ်တချို့ကျတော့ trust အရာပေါ့လာကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ပစ္စည်းကိုအဆိုင်တော့မရှိသေးဘူးလာကြည့်လို့ရတယ်ဆိုတဲ့ပုံစံမျိုးဟိုတော့လုပ်လို့ရတယ်အဲ့လိုမျိုး online ကနေတဖြည်းဖြည်းနဲ့ကိုကဖောက်ပြီးတော့အောင်မြင်လာပြီးရောင်းအားလေးတွေရှိလာပြီးအဆင်ပြေလာပြီးဆိုတဲ့အခါကျမှမြေပြင်မှာတငန်းအငားပဲဖြစ်ဖြစ်အပိုင်းပဲဖြစ်ဖြစ်ကိုတဆင်ဆင်ပြီးတော့ဆက်လုပ်စေခြင်းတယ်ဆိုတော့ဒီချက်လေးတွေနဲ့စပြီးတော့ပြင်ဆင်လိုက်မယ်ဆိုလို့ရှိရင်ညီမရဲ့လုပ်ငန်းလေးကအတိုင်းအတာတစ်ခုတည်း အယုံလုံးပေါ်လာမယ်လို့တော့ယုံကြည်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့တော့ကတော့ဒီလောက်ပါခင်ဗျာကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်ဗျာ။